လူတိုင်းဘဝရဲ့စာမေးပွဲတွေကိုဖြည့်ဆူနေရပြီးတော့မိခွန်တိုင်းမှာအဖြည့်ရှိပြီမယ်အမှတ်ပေးတာကကိုယ့်ရဲ့ကြိုးစားမှုပါဒီတော့ဘဝရဲ့စာမေးပွဲအောင်ခြင်းရင်ကြိုးစားမှုလိုနေပြီကြာရှုံးမှုဆိုတာစာမုံးပဲကြာတာမဟုတ်ဘူးဘဝစာမေးပွဲကိုထပ်မဖြည့်ရတာပါဒီတော့မကြာရှုံးရင်ဘူးဆိုရင်ဘဝရဲ့စာမေးပွဲတွေကို ထက်ခါထက်ခါဖြစ်နေမှုလို့လေဘဝကသင်ငန်းစာတွေကိုစာရွက်ပေါ်မှာရေးပြတာမဟုတ်ဘူးအတွေ့အကြုံတွေနဲ့သင်ပေးတယ်အမားတွေကိုဖျက်ချလိုက်ရင်ဘယ်သူမှ အောင်မြင်မှာမဟုတ်တော့ဘူးဒီတော့အမားတွေလုံပြီးလို့တော့စိတ်တွေမညစ်ပါနဲ့ပြင်စင်သင်ယူလေ့လာသူတွေသာအောင်မြင်သူတွေအဖြစ်ခြံခဲ့ကြတယ် မပြင်းစင်ဘူးမလေလာဘူးမသင်ယူဘူးဆိုရင်တော့အောင်မြင်မှာမဟုတ်ဘူးစာမေးပွဲမှာမိကုံးအားလုံးကိုဖတ်ပြီးတော့မှဖြေရတယ်လို့ဘဝမှာလည်းအခြေအနေတိုင်းကိုနားလည်မှဆုံးဖြတ်ပါကိုယ့်ရဲ့အခြေအနေကိုလကားဖြုံးတိမဖြစ်ပါနဲ့ပြင်ဆင်ပါသင်ယူပါလေ့လာနေပါဒါမှဘဝရဲ့မိခိုးတွေကြုံတွေ့လာရင်ကိုဟာ ရေးရေးဝင်းဝင်းဖြည့်ဆို့နိုင်ပြီးတော့အောင်မြင်စွာကျော်လွှားသွားနိုင်နေပြီ။ဆာမူဝဲတစ်ခုတည်းနဲ့ဘဝရဲ့အဆုံးအဖြတ်ဖြစ်မှခံပါနဲ့။ဘဝမှာပြန်ဖြေခွင့်တွေအများကြီးရှိတယ်။ဇွဲရှိပါဘယ်တော့မှလက်မလျှော့ပါနဲ့။တချို့မိကုံးတွေကအချိန်ယူပြီးတော့စဉ်းစားရတယ်လို့ဘဝရဲ့မိကုံးလှဲ့တာတွေနဲ့လည်းကြုံတွေ့ရတဲ့အခါမှာလည်းကောင်းအေးအေးထားပြီးတော့ဖြည့်ရှင်းချက်ထုတ်ပါ ဆာမိုဝဲမှာခိုးချလာတဲ့အောင်မြင်ရင်လည်းဘဝရဲ့ဆာမိုဝဲမှာကိုယ်တိုင်မဖြစ်နိုင်တဲ့အခါရှုံးနေပါလိမ့်မယ်။ဆာမိုဝဲတစ်ခုတယောက်ထည့်ဖြစ်ရပြီမယ်။ဘဝရဲ့ဆာမိုဝဲကိုတော့မိသားစုတငယ်ချင်းတွေနဲ့အတူတူဖြစ်စွားရည်။ဆာမိုဝဲကြရင်ပြန်ဖြေလို့ရပြီမယ်။ဘဝရဲ့ဆာမိုဝဲမှာအချိန်ကုန်သွားတာကိုပြန်မရနိုင်ဘူး။ဆာမိုဝဲအောင်ဆာချက်ရတယ်လို့ ဘဝအောင်မြင်ဖို့လဲကိုယ်ရည်ကိုယ်သွေးတွေကိုအဆက်မပြတ်မြင့်တင်ရတယ်။ဘဝဆိုတာအချိန်ကြီးဖြစ်ရမယ့်စာမေးပွဲပါ။စူးစမ်းမှုအဖြစ်နဲ့အောင်မြင်မှုတိုင်းကိုဖန်ယူနိုင်ပါစေ။ဒါကတော့ကျွန်တော်လူငယ်တွေကျွန်တော်မိတ်ဆွေတွေအတွက်ဘဝအတွက်တန်ဖိုးရှိတဲ့ဆွေမျိုးများစွာဖြစ်ပါလေ။ကျွန်တော်တို့လည်းမိတ်ဆွေတွေဟာလည်းဒီတနေ့ကိုပြေပြေရှင်ရှင်နဲ့ဖြစ်တဲ့ရင်အောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုရရှိဖို့ကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော်ကတော့ကိုညံလေးအောင်ပါခင်ဗျာ